ဆမ်းမနာဘယ်လောက်လဲ95ဘယ်နဲ့ညာဝါတော့ကိုညာဝါက300ကိုလောက်လုံးကရတယ်โอเคဒီဟောလဲတော့ဗျာပါလိနေနဲ့မဂ္ဂရမဏဓမ္မမဂ္ဂဟိတုကဓမ္မမဂ္ဂဓိပတိနောဓမ္မမဂ္ဂရမဏမက်လင်အာယုရှိကုန်သောဝါမက်ကိုအာယုပြည့်ကုန်သော မဂ္ဂဟိတုကမဲဥစွဲသောအကြောင်းရှိကုန်သောတဏီမဂ္ဂဟိတုကမဲနဲ့ရှင်သောဟိရှိကုန်သောတဏီမဂ္ဂဟိတုကမဲနဲ့တူမဲနဲ့တည်သောဟိရှိကုန်သောမဂ္ဂဓိပတိနောမဲဥစွဲသောအာရမဏဓိပတိပစ္စည်းရှိကုန်သောတဏီမဂ္ဂဓိပတိနောမဲဥစွဲသောသာဇာတာဓိပတိပစ္စည်းရှိကုန်သောတဏီမဂ္ဂဓိပတိနောမဲလိယင်သာဇာတာဓိပတိပစ္စည်းဖြစ်ကုန်သောဘယ်လိုဖော်ပြစတော့လဲ

မကရမနာမလီအံရှိကုန်သောဝမကုအံပြုကုန်သောနော်ပထမဘုရားတော်မှာမကရမနာယမကဟိတုကာယမကဒီပတိယနော်သုံးချက်နော်အဲ့ဒါဆောက်နောက်ကိုရှင်းပြလို့ကြိုလို့ကြည့်ပါနော်မှန်ပါအင်းခြေကြီးပဲကောက်ထားတာနော်မှန်ပါအဲ့ဒါပြီးတော့နောက်လုံးပေါက်ပြီးတော့လိုက်တိုက်ကြည့်ထားတယ်မကရမနာပထမဘုရားကြည့်ကြည့်နော်မှန်ပါ ကဲဆိုကြည့်ပါဦးဗျာသောတာပတိမဂ္ဂရမဟုသောဗြဟ္မဘုရားကမဂ္ဂရမနဓမ္မဟုသောဗြဟ္မဘုရားကသောတာပတိမဂ္ဂိုအာယုဘိသော သောဓမ္မပုဂ္ဂိုလ်ဤမနောဒွါရဝိဇံမာကုတ္တဉာဏတံမျိုးစိတ်၄ခုကုတ္တအဘိညာဉ်သောတာပတိမေတက္ကဒါဂာမိမနပောက်ကိုအာယုဘိသောတက္ကဒါကံပုဂ္ဂိုလ်ဤမနောဒွါရဝိဇံမာကုတ္တဉာဏတံမျိုးစိတ်၄ခုကုတ္တအဘိညာဉ် သောတာပန်ိမေတကားရကမိနာဂမိမသုံးပါးကိုအာယူပြုသောနာဂံပုဂ္ဂိုလ်၏မနောရထဝေဇံဘာဟုသောညနာတံမျိုးစိတ်၄ခုအကုသိုလ်ပိညာမလေးပါးကိုအာယူပြုသောယန္တပုဂ္ဂိုလ်၏မနောရထဝေဇံမာဂရိယညနာတံမျိုးစိတ်၄ခုကရိယာပိညာဝုဒတိအပ္ပမညာကျင်သောစရတိန်33ပါးရ၏ဟုတ်ကဲ့အဲ့လိုမျိုးကတော့ပထမပြတ်အဲ့မှာပြောလို့ပြန်ပေါင်းကြည့်မှာနော်သောတာပိမတကရကိမအနာဂမ်မတိအဲ့ဒီမတ်သုံးခုနဲ့အာယုတဲ့စိတ်တရားပါလေ မာကုသညနာတမနာဝိဇံမာကုသညနာတမစိတ်၄ပါးကုသိုလ်ပိညာဘာမနာပါလဲ၆ပါး၆ပါး၆ပါးနော်မလေးပါးကိုအာရုံပြုတဲ့ယန္နာပုဂ္ဂိုလ်ရဲ့တဏ္ဍမမနောရဝိဇံမာကုသညနာတမလေးကိုကရိယာပိညာနော်ဒါမှမနောရဝိဇံတူတယ်ခုန၆ပါး၆ပါးပဲနော်ကရိယာပိညာနဲ့တူတယ်အာကုသိုလ်ပိညာကရိယာပိညာထပ်ယူမယ်နော်ကရိယာညာတန်၄ပါးယူမယ်နော်ခုနက၆ပါးရပြီနော်ကရိယာညာတန်၄ပါးနဲ့ပေါင်းလိုက်တော့ ဘာ6ဘာနဲ့4ဘာနဲ့ပေါ်တော့7ဘာ7ဘာကရိယာဘယ်ညနေထပ်ထပ်လိုက်တော့7ဘာ7ဘာနော်7ဘာမမအဲ့ဒါကြောင့်အဲ့နာလေးမှရေးလိုက်လေမဂ္ဂဒမနာစိတ်7ဘာလို့အဲ့နာမှရေးလိုက်နော်မမဘူးလည်းညဘာလည်းအဲ့လိုပေါင်းလာတယ်မမအဲ့လိုပေါင်းလာတယ်နော်မဂ္ဂဒမနာစိတ်7ဘာဟဲ့မဂ္ဂဒမနာစိတ်7ဘာမဂ္ဂဒမနာစိတ်7ဘာ စတသိကဒီမစိတ်တယ်ဆိုလို့ရှိရင်ရောတို့မိုင်ကုံ38 8ပါပါကောင်းတဲ့အတွက်38 38ပါတယ်မှာမဝုဒ္ဓတိ3ပါနဲ့ဘာမညာဘာကျင်တော့30နဲ့ဘာပထမဖို့အရာနော်ပထမဖို့အရာကိုခဏရနဲ့ဓလိတွေအရင်စဉ်းစားမယ်နော်မှန်ပါအဲခဏ4ပါကစိတ်နဲ့စတသိဆိုတော့စိတ်ခန္ဓာဒုက္ခန္ဓာစိတ်ခန္ဓာ2ပါစတသိခန္ဓာ3ပါစိတ်ခန္ဓာ2ပါ ပြီးတော့မဂ္ဂရမနာစေစရခုတိမနာယနာစေတ္တ33ဒီဓမ္မယနာမဂ္ဂရမနာစေစတဘာဒီမနောဝိညာဏတစေ33ပါးဒီဓမ္မတဓမ္မတသစ္စာသစ္စာမဆိုင်၄ပါးနဲ့ရှိသောမဂ္ဂတိယကို၈ပါးခုနပါးဒီမဂ္ဂတိမဂ္ဂသစ္စာနော်ဟုတ်ကဲ့တော့အဲ့လိုဖွဲ့ထားတာလားငူလာရညာပါဒီထဲမှာတော့သစ္စာမပေါ့ပြခန္ဓာအနာတပ်ပဲပါတပ်ပဲပါလေသစ္စာမပေါ့တယ်လည်းပဲ ပေါင်းပြီးတော့ဖွက်လိုက်မယ်နော်ဟိုမက်တွေအကုန်လုံးပေါင်းလိုက်ပြီဆိုတော့မက်စစ်၄ပါးနဲ့ရှိတယ်မုတ်ကတိကိုရှိပါခဏပါဒီမှာကားစစ်စားနော်မှန်ပါဟုတ်ပြီอืมပထမဘုံရပြီးသားပဲဒုတိယဘုံရမှန်ပါဒုတိယဘုံရကယောဒနာနေ၃ခုရှိတယ်နော်ပထမယောဒနာနေဒုတိယတတိယယောဒနာနေဆိုရှိတယ်နော်မှန်ပါအဲဒါအနည်းကုဏတော်ဟာလေးလေးဒုတိယတော်လေးနည်းပြောမယ်နော်မှန်ပါဒီတော်တော်ဒီမှာကနေပြီးတော့အနာဂမ်မတ်တိအောင်ဆိုလို့ရှိရင် ရောရောဇာယကုတ္တညာတယကုတ္တဘိညေနော်အဲသူတို့ဒီအောက်မတ်တွေဆိုတော့လေကုတ္တကုတ္တဘိညေနေဆိုင်နေတယ်လေနော်အဲရန်နိုင်ဖြစ်သွားတော့ကရိယာကရိယာဘိညေဖြစ်သွားတာဒါလေးထူတယ်နော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အခုဒီဘက်တော့ဒီ၃ဒုတိယဘုတ်ရဲ့ ၃နီကောက်ပုံကို၃နီလုံးရွတ်လို့ဆိုတတ်မယ်နော်ဆိုကြည့်ပါဦးဗျာဘယ်လိုလဲမဂ္ဂယတုကဓမ္မောသောဒုတိယဘောရကပထမယဘောဤပထမယောဒနာအာပထမယောဒနာနေနဒုတိယဘောရကမစိတ်လေးကိုမဂ္ဂေရှိပါခြင်းသောစတဲ့သိမဂ္ဂေရှိပါခြင်းသောစတဲ့သိ၂၈ပါးယဤအဲဒုတိယယောဒနာနေနဒုတိယယောဇနာနိ၌စေတေ36ပါးယဤတတိယယောဇနာနိ၌အဲ့ဒါမဆိတ်၄ပါးလို့ထည့်ဆိုမမဆိတ်၄ပါးစေတေ36ပါးယဤ တတိယယောဇနာနိ၌မသိလေးပါအမောကြည်သောစရတိတ်35ပါးရ၏အဲ့ဒါကိုလည်းဒီဒုတိယယောဇနာနိမှာစရာလေးပြထားတာတွေ့လားမမအလောအတော်ကျင်34လို့ရေးပြပါလားဟိုးအောက်ထဲမှာရေးထားတယ်မကဟိတုကရဒုတိယယောဇနာနိမှာဆိုလို့ရှိရင်အလောဘနဲ့အရောဒာကျင်တယ်လည်းစရတိတ်34ပါးရောက်ဆောက်ကြည့်မှာောက်ထားတယ်လေနော်မမအဲ့ဒါလေးလည်းသင်ခဲ့တာဒီလိုလိုမှတ်မယ်ပေါ့ဒါဆိုရင်သူ့ကိုအစိမ့်စိမ့်ပေါ့နော် အစိမ့်ဆက်ရွတ်လို့နားလဲတယ်လို့လေးပဲပြောကြည့်မှာနော်ပထမယောသနာနီမှာမဆိတ်၄ပါးနဲ့စတဲ28ပါးဆိုတာမက္ကတီယကို10ပါးကျင်လိုက်တော့38ကနေပြီးတော့ဘလောက်ပဲကျန်လဲ28ကျန်28ကျန်တယ်နော်အင်း28ကျန်တယ်ဒါဆိုလို့ရှိရင်မဆိတ်၄ပါးဒီဝိညာဏခန္ဓာဒီစတဲ28ပါးဒီ3ခန္ဓာ3ပါးခန္ဓာ4ပါးရ4ပါးရမှာနော်မှန်ပါအဲနောက်ဆိုလို့ရှိရင်မနာယနာဓမ္မယနာဒါဆိုလို့ရှိရင်မနောဝိညာဏဓမ္မဓမ္မတစ္ဆာကတော့မဂ္ဂတစ္ဆာတစ်ပါးပဲနော်မှန်ပါဟုတ်ပြီ ပြီးလို့ရှိရင်ဒုတိယယောသနာနေမှာမဆက်လေးပါဆိုတဲ့36ပါသုံးမဟုတ်အလောဘအာရဒခြင်းနဲ့သုံးတဲ့ဒုလက္ခဏာတွေအာယာယနာတတ္တိတူတာနော်မှန်ပါဒီဟာတွေပဲဆိုတာနော်မှန်ပါနောက်တတိယယောသနာနေမှာမဆက်လေးပါ အမောကျင်းတော်စင်35ပါ36ပါတည်းအမောတဲ့ပညာကိုကျင်တာနော်ပညာကျင်လိုက်တော့လေခန္ဓာ၄ပါးပဲမရောသေးဘူးနော်အာရဏ၂ပါးတဏ္ဍပါးတသစ္စာကတော့မဂ္ဂတစ္စာပဲနော်မဂ္ဂတစ္စာတစ္စာဥမ္မောထုတ်တယ်မစိတ်ောက်တာဆိုတာနော်တစ္စာဥမ္မောထုတ်တယ်ဒါတတိယပဒါကိုကြည့်ပြီးတော့ထုတ်တာဖြစ်မှာနော်ဆိုရင်အဲရောက်တော့မှာပါထူးလဲအော်မမမူလတဲ့ညောက်တော့မှာပါထူးလဲတကြည်သား ပထမယောဒနာနီးဆိုလို့ရှိရင်ပထမယောဒနာနီးကိုတစ်ခါကောက်ခဏနဲ့တသက်စာလေးဖွဲ့အဲ့လိုလို့သွားတာနော်မှန်ပါဒုတိယယောဒနာနီးကိုတစ်ခါကောက်ခဏနဲ့တသက်စာလေးဖွဲ့နော်မှန်ပါတတိယယောဒနာနီးကိုကောက်ခဏနဲ့တသက်စာလေးဖွဲ့နော်မှန်ပါအင်းတတိယယောဒနာနီးနဲ့ဒုတိယဘုရေရစတဲ့ပြည့်စက်တိန်တာမှန်တယ်နော်မှန်ပါအင်းအဲ့လိုလေးပါဒါဆိုမှန်တယ်တို့ပြောတာနော်ဟုတ်ပြီတတိယဘုရားကိုသားမယ် ဒါလည်းငါမေးတော့လဲလိုမျိုးပေါ့လေခတ်တာပေါ့လေနော်ခတ်ရမယ်လေကျွတ်လို့လောက်ထားလို့ရှိရင်မှန်းပြုတ်တော့ဖြေလို့ရတယ်နော်ကဲမကဒီပရိနောဓမ္မဟုသော မကဒီပရိနောဓမ္မဟုသောပရမယောဇနာနိနတတိယဘောရာကသောတာပတိမကိုလင်းမြအပြည့်အာယုပြုသောသရမပုဂ္ဂိုလ်၏မာကုသောညနာသမျိုးစိတ်လေးကိုသက္ကတဂါမိမကိုလင်းမြပြုလင်းမြပြုသောအပြည့်အာယုပြုသောသက္ကတဂါမိပုဂ္ဂိုလ်၏မာကုသောညနာသမျိုးစိတ်လေးကို နာဂံမိမကိုလေးများပြီးအာဝိသောနာဂံပုဂ္ဂိုလ်မာကုသောညာနာသံမျိုးစိလေးကိုရတမကိုလေးများပြီးအာဝိသောယန္နာပုဂ္ဂိုလ်မာဂရိယညာနာသံမျိုးစိလေးကိုဝိရတိအပမင်းညာခြင်းသောစေတိ33မှာရ၏33မှာအရပ္ပမယောဒနာနေနမမအဲ့ဒါပြောတော့ပေါင်းကောက်မယ်ဆိုလို့ရှိရင်ဒီဟာကဘာလဲမဂ္ဂတိပတိစိတ်နော်မဂ္ဂတိပတိစိတ်မဂ္ဂတိပတိစိတ်အပ္ပမယောဒနာနေမှာဆိုလို့ရှိရင်တော့ကုသညာတန်၄ပါးနဲ့ပရိယညာတန်၄ပါးနှစ်ပါးပဲရလေ အရှိပါရနေရဘူးလေသူဖိုက်ခွေတာဘူးဟာသူတမီလာဘာလာထိုးတယ်ဆိုမသိဘူးအဥကောင်တန်းပြန်မှားခိုင်းတယ်ဥကောင်ကဖုံးမဆောက်ဘူးလားမသိဘူးဟောမရောက်ဆိုပြီးတော့မလုံနိုင်ဘူးလေဖိုက်ခွေတာအခုလေဟောသူကဝါတလုံးလုံးစာယူမလားဆိုပြီးတော့မေးတယ်တဲ့သူတမီကထိုးပေးမယ်တဲ့ဝါတလုံးလုံးစာတော့ယူပေးရမယ်လို့ပြောတယ်ဟုတ်လားအခုသူကဖုံးပြဖိုက်ခွေတာကိုလည်းနှီးရမရဘူးလေဥကောင်တက်တော့ပြောတာရယ် သမီးကြသမီးပြောဟုတ်လားသူပထမမရဘူးလို့ပြောတယ်နောက်ဖုံးပြဆက်တယ်လေသူသူသမီးမရှိဘူးလားအိမ်မှာသူသမီးတော့မသိသူသမီးကအချားအိမ်မှာလားအချားအိမ်မှာဘုံဖက်လာဖူးကြီးဟောနောက်တဲ့အိမ်မှာလားသူသမီးအတူတူနေတာမဟုတ်လားအတူပဲဩသူသမီးထိုးမယ်တဲ့လို့ပြောလို့လေအသိကြပြန်ပြီးမှအင်းရရနော်ကိုတကြီးနောက်ပြဆက်လိုက်မယ်နော်အဲ့ဒါဘာမှယောဒနာနီမှာတော့ကုသိုလ်ညာတန်လေးပြည့်ရညာတန်လေးရှိပါရတယ်နော်အေးဟုတ်ပြီ ပြောလို့ရင်ဒုတိယအဲအဲ့မှာအဲ့မှာလဲစရတိတ်ကိုကြည့်ပါဦး။ဟိုနေ38ပါးလေးဝိရဒိယပမညာကျင်တယ်တော့33ပါးကျင်တာနော်။မှန်ပါခန္ဓာနာတတ္တဖို့မလို့ရှိရင်၄နှစ်နှစ်။ဩနောက်ဆုံးမှာဗာလဲသစ္စာနှစ်ပါးကဗာလေးဖြစ်မလဲ။သစ္စာနှစ်ပါးဒုက္ခသစ္စာမဂ္ဂသစ္စာဟမ်ဒုက္ခသစ္စာမဂ္ဂသစ္စာလေးဒီလိုမျိုးဆရာမယောဒနာနီကိုလေမှန်ပါဘုဒ္ဓဘာသာကရိယာညနာတဖို့ရှိခု စေတိတ်33ပါးဒီဒုက္ခသစ္စာအင်းပြီးတော့ပြီးတော့ဟိုမက်ဆေ့လေးပါးနဲ့ရှိတော့မက်ကင်တရကို၈ပါးခွန်းပါးဒီမက္ကသစ္စာဟမဟုတ်အဲ့ဒါရာခွန်းင်းလောက်ထလာသုံးပရလုံးပေါင်းပြီးတော့ဖွဲ့ထလာဟုတ်မှန်ပါဟမ်မှန်ပါသုံးပရလုံးပေါင်းပြီးတော့ဖွဲ့ထလာမဟုတ်ဒီဘက်ကိုစဉ်းစားကြည့်တာလေစဉ်းစားကြည့်မှသလိုချင်းဒါကလောကီစိတ်ပဲရှိတဲ့အတွက်ဒုက္ခတစ်ခုပဲရမှာနော်မှန်ပါနော်မာကုညတံမာကရိယညာတံပြုစိတ်လေးပါးစရိတ္တသုံးပါးဒီဒုက္ခသစ္စာတစ်ချက်ပဲရမှာနော်ဟုတ်ကဲ့ပထမယောဒနာနေကိုစဉ်းစားတာပါနော်အဲ့တန်ကောက်ထားတယ်လားမကောက်ထားဘူးမကောက်မကောက်ဘူးဒီမှာဒီကဒုက္ခပဲကောက်တယ် ဒီတော့ဒုက္ခပဲကောက်တာလေမကမကောက်ပရမပရမပရမနဲ့နားပရမယမမနေဗျပရမယောဇနာနီမအဲဒီနော်ဒုက္ခဒုက္ခတခုပဲလေတို့ပြောတာမှန်တယ်နော်မှန်ပါဟုတ်ပြီအဲ့ဒီမျိုးဒုတိယယောဇနာနီလေးကိုတက်ကြည့်ပါအောင်လားဒုရနာဒုရယာယောဇနာနိနတတရာဘောရာကမဇိလေးကိုဝူရိယတက်ကဝူရိယကျင်သောစိရသိမ့် ဟုတ်လား35မှာ5ပါဝိမသတာကဲဝိမသကျင်တော်စရေစိ35ပါရင်အဲ့တော့ရေဒုတိယယောဇနာနေမှာမဆစ်၄ပါလုံးကောက်တယ်နော်မဆစ်၄ပါလုံးကောက်ပြီးတော့မဆစ်၄ပါမဆစ်၄ပါ36ပါရှင်းနာမလားဝိရိယရှင်နေတဲ့ခါကြီးတဲ့ဝိရိယလေးကိုကျင်ပေးလိုက်တဲ့ဝိမသရှင်နေခါကြီးဝိမသလေးကျင်တဲ့တပတ်တပတ်ကိုကိုစီကိုစီကျင်လိုက်တော့ဘယ်လောက်ကျင်လဲ35ဒီတော့လေးသိမှာနော်โอเคဒါဆိုတော့ရှင်တတိယယောဇနာနေတတိယယောဇနာနေနဲ့တတိယဘုရားက မဆိုင်လေးကိုဒီပတိတကိုင်းဝရိယဝီမန်သားလေးရဤအာဒါကွန်ကြီးတို့ဒီစာအုပ်စုံမှာထည့်ကြည့်ရမယ်နည်းနည်းလိုနေတယ်လားမှန်ပါဘုရားနည်းမလက်ဆောင်နည်းမှန်ပါဒီပတိတခိုက်ပဲပါတယ်မဆိုင်လေးကိုမပါဘူးရေးလိုက်နော်မှန်ပါရေးလိုက်နော်မဆိုင်လေးကိုမှန်ပါမဆိုင်လေးကိုဒီပတိတခိုက်လို့သားမယ်နော်မှန်ပါမဆိုင်လေးကိုဒီပတိတခိုက်ဝရိယဝီမန်သားလေးရဤအပေါ်မှာကျင်းထားတဲ့ဝီရိယနဲ့ဝီမန်သားကိုလည်းပြန်ရတယ်ဆိုတဲ့သဘောလေးပြောလိုက်တာနော်သူတို့ကောက်ထားတဲ့တိုင်းသူတို့လိုက်ကောက်ရတော့ဘောအများကြီးပဲနော်ဟုတ်ကဲ့ အဲ့ဒီဒုတိယဘုအရာကိုတည်တံ့ဖွဲ့မယ်သလိုရှိရင်စိတ်နဲ့စတသိက်ဆိုတော့နမခဏ၄ပါးမနာယနာနဲ့ဓမ္မယနာမနောဉာဏ်နဲ့တဲ့ဓမ္မတဲ့သစ္စာလည်းမကအဒုက္ခမရဘူးလေဒုက္ခမရဘူးမကသစ္စာလေးတစ်ခုပဲနော်โอเคတတိယဘုအရာကျတော့ဝိရိယဝိမာန်တဆိုတော့စတသိက်ကသင်္ခါရခဏလေးတစ်ခုပဲရမယ်နော်အဲ့ဒါမှဖွဲ့ပြတာကောက်ပြတာတတိယဘုအရာတတိယဘုအရာကဒီမှာဓမ္မခန္ဓာ ဩ sorry မစိတ်လေးပါကျန်နေတယ်မစိတ်လေးပါနဲ့ဝိရိယနဲ့တတိယဘုရားကခန္ဓာပြီလေးပါနေဩဒီမှာဟောနေ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 တတိယယောဇနာနေနိုင်တတိယဘုရားကမစိတ်လေးကိုရရည်ဟမ်ဝါစတဲ့စတဲ့နာရရည်အဲ့ဒါမဖော်လို့ရမှာနော်အဲ့ဒါသူပြန်ဒုစာအောင်မလဲရေးလဲစတဲ့နေဝိရိယဝိမန္တလဲရရည်နာနာမှာဘယ်လိုလဲ စေ36အဲ့ဒါမှလည်းခန္ဓာ၄ပါးဖြစ်မှာနော်မှန်ပါဒီကလေးဆိုခန္ဓာ၄ပါးလို့မြင်ရလေနော်ခန္ဓာ၄အာယနာနှစ်ဓာတ်နှစ်သစ္စာကသစ္စာကမဂ္ဂမဂ္ဂသစ္စာတစ်ခုတည်းနော်โอเคအခုဒီမှာမူလတညဝါရဆံမျက်နှာ30နဲ့ဘယ်လောက်လဲ40နဲ့3 40နဲ့3ဟိုအောက်ဆုံးမှာမလုပ်ထားလဲဆိုလို့ရှိရင်3နီလုံးပေါင်းပြီးတော့ကောက်ထားတယ်နော်မှန်ပါ3နီလုံးပေါင်းပြီးတော့ကောက်ထားတယ်3နီလုံးပေါင်းပြီးတော့ကောက်တာလေးတို့ရှာကြည့်အောင်နော်မှန်ပါ တတိယဘုရားပထမယောဒနာနေမှာဗာရလဲကုသိုလ်ညာတန်လေးကရိယာညာတန်လေးရှင်းပါရပြီနော်နောက်တစ်ခါဒုတိယယောဒနာနေမှာဗာရလဲမဆိတ်၄ပါးတတိယယောဒနာနေမှာလဲမဆိတ်၄ပါးပဲမလားရှင်းပါနဲ့၄ပါးနဲ့ပေါ့နော်၁၂ပါး၁၂ပါးအဲ့နဲ့ကကိုကြီးကရည်လေတနည်းအားမသုံးလုံးပေါင်းတဲ့နည်းမကဒီပတိစိတ်12ပါလို့မကဒီပတိစိတ်12ပါစေ36မမကဒီပတိစိတ်12ပါစေတဲ့36ပါ မကဒီပတိစိတ်12ပါးဆိုတာကကုသညာတံကရိယာညာတံမလေးပါနာတတိယ36ပါးဆိုတာကကုသိုလ်ဓိကရိယာဒီမှာရှင်နာကတော့38ပါးရှင်နေတယ်ဝိရိယပညာတွေကျင်လို့ဆိုသူတို့ကရော့ထားပြီးသားတယ်နော်ဒီကြောင်ဒီနေရာမှာအများဆုံးရှင်နာမဆိတ်ပြန်ဖြစ်သွားတယ်နော်မဆိတ်မှာ36ဖြစ်တယ်မလားနော်အဲ့မှာမဆိတ်မှာ36ဖြစ်တယ်ဆိုတာကလည်းတပီးတော်တို့မဆိတ်မှာကြတော့ ဟိုမှာက၅ပါးလုံးကျင်တယ်မက်ဆစ်မှာကျတော့အပ္ပမညာနှစ်ပါးအကျင်ခံပြီးသားကြီးလေနှစ်ပါးစုံကျင်တာအပ္ပမညာလေနော်အဲအပ္ပမညာမက်ဆစ်ကနေပြီးတော့သူကယ်ပေးနိုင်တာဝိဒ္ဓရီပဲကယ်ပေးနိုင်တယ်မလားနော်အားကြောင့်မလို့ပြောတော့36ချောရတယ်နော်ရတယ်လို့ရှိရင်အခု3ပါးလုံးပေါင်းပြီးတော့ဖွဲ့မှန်သလိုရှိရင်စိတ်နဲ့စတသိဆိုတော့ခန္ဓာ၄ပါးအာရဏကနှစ်ပါးနှစ်ပါးဓာတ်နှစ်ပါးသစ္စာ နှစ်ပါးသစ္စာကဒုက္ခနဲ့အမကဒုက္ခနဲ့မကနှစ်ပါးနော်ဒါဆိုချင်းအဲ့ဖွဲ့တာလည်းအဆင်ပြေတယ်နော်မှန်ပါသူတခုချင်းဒီလာဖွဲ့ခံပြီးဆိုတော့နားလဲတယ်ဆိုမှန်းပြီးတော့အသားလေးဖွဲ့လိုက်ကိုကောက်ထားတဲ့ဓာတ်လေးပဲနော်မှန်ပါကြားကောက်ကအဓိကပဲအကုန်လုံးတို့တရားလေးဒီဖွဲ့တာတွေကလိုက်ကြက်မယ်ဆိုလို့ချင်းဘလို့မှတ်မိလဲတရားရယ်နော်မှန်ပါအဲကြောင့်လို့ဖွဲ့တာတွေဟိုကပြောတော့တစ်ခါတည်းဆိုကြည့်ဆိုကြည့်မယ်ပြင်ပြင်ကြည့်ပြရမယ်ပေါ့နော်မှန်ပါဟုတ်ကဲ့တိမ်မုတ်ထုတ်ပုံလေးကိုကြည့်လိုက်တိမ်မုတ်ထုတ်ပုံလေးတိမ်မုတ်ထုတ်ပုံလေးကိုကြည့်ပါတဲ့ဟောပါတော့လေ နတ်ကိုနတ်ကိုအာယမပြုသောအကုသိုလ်စိတ်7ပါးမနောရထဝိဇ္ဇမတ္တပါအာယစိတ်7ပါးမာကုသိုလ်ဉာဏဝိပျောစိတ်၄ကိုမာဂရိယဉာဏဝိပျောစိတ်၄ကိုဘိညာဉ်ဒီမတ္တပါရူပစိတ်15ပါးအရူပစိတ်7ပါးကိုစိတ်၄ပါးစရတိတ်52ပါးအမတ်ကိုအာယမပြုခဲ့မနောရထဝိဇ္ဇံမာဟုသောဉာဏတံမျိုးစိတ်၄ခုမာဂရိယဉာဏတံမျိုးစိတ်၄ခုအဘိညာဉ်တွေစရတိတ်အထဋိန်တာ38ပါး ယုံနေဆက်ရှိပါနေပါဟုဆိုရသောကျင်းသောပရမတရားရှိသောကြောင့်တပ္ပရိယတိတ်မြည်ပါသည်တပ္ပရိယတိတ်မြည်၏ဘုလိုရှင်တို့ရောဖတ်ကြည့်ပါနော်။နတ်ကိုအာယုံမပြုတ်နေတဲ့နတ်ကို အာယုံမပြူတဲ့အခိုက်မှာရှင်ဘာမှတပါလဲအကုသေစနှစ်ပါနဲ့မရောဇံမတပါအဲ့ဒါလေးလက်သေးလေးကိုင်းပေးလိုက်ဒီဒီဟိုလက်ဆောင်ထဲမှာနော်အကုသေစနှစ်ပါမရောဇံမတပါအိုက်စစ်၁၉ပါဆိုတော့မရောဇံကျင်လိုက်တော့အိုက်စစ်၁၉ပါပဲကျန်တော့တယ်နော်အကုသေစနှစ်ပါလည်းမပါတော့ဘူးနော်အကုသေစနှစ်ပါမပါတော့ဘူးဆိုတာကမျိုးဒီထဲမှာအကုသေစနှစ်ပါဟောထားလို့လားဒီထဲမှာပေါ့ဗျာဟောဒီလိုမျိုးဖြစ်မယ် တပည့်တော်မာတာမနောရဝဇန်ဒီတပါပဲအကျင်ရမှာမလားဒီလိုမျိုးစိတ်ဆင်နိုင်သွားမယ်ဆိုရင်အာဟုတ္တအာဟိတ်ကာမရူပါလို့သွားမှာမလားအာဟုတ္တ12ပါးကတိမ်မုတ်ထဲရောက်သွားတယ်နော်အာဟုတ္တ12ပါးတိမ်မုတ်ထဲရောက်သွားတယ်ဟိုမှာသုံးပလလုံးမှာကိုယ့်ရောက်ရလုံးနေတယ်မနောရဝဇန်မလားအဲ့ဒီမနောရဝဇန်လေးကို no အာဟိတ်ဘယ်နှပါးကျန်တယ်အဲ့လိုရှိဒီတတိယလုံးမှာဟိုနေရာဒီနေရာလိုက်ကြည့်လိုက်တာအာဟိတ်တွေမနောရဝဇန်လေးတပါပဲဟောတယ်နော်ဘယ်နှပါးကျန်19ပါးအာဟုတ္တအာဟိတ်လိုက်ကြည့်ပြရအောင်နော်ကာမရူပါသုံးပလတဲ့24ပါးကိုသွားမယ် မာကုတ္တမာကုတ္တနဲ့ပတ်သက်ပြီးတော့ဒီဘက်တော့ကဒီမှာညာတန်၄ပါးတယ်မာကုတ္တညာတန်၄ပါးလည်းပါတယ်ဘောဟာဘောမာကုတ္တညာတန်၄ပါးယူထားတာဖြစ်တဲ့အတွက်ညာဝိ၄ပါးကျန်တယ်နော်မာကုတ္တညာနာဝိ၄ပါးကျန်တယ်နော်မာဥပသက်၄ပါးဒီစီမမထီတာဘူးနော်မာဥပသက်၈ပါးကျန်တယ်မာကရိယာကျတော့လေညာတန်ယူထားတယ်ညာတန်ယူထားတော့ပါကျန်ညာဝိ၄ပါးကျန်ညာဝိ၄ပါးကျန်တယ်အော် အဲ့ဒါလို့ချင်းကမနယ်ပဲပြီးသွားပြီမဟုတ်ဘူးငါကုန်းနယ်ပဲတက်မသူလူပါသိ15ပါနော်ကျင်တော်လည်းမရောတဲ့ဘာလေးကိုကျင်ပြရမယ်ဘာကြောင့်လဲသူတို့ရဲ့ဘိန်ရှင်တွေရနေရာမှာကောက်နေတာဖြစ်တဲ့အတွက်နော်အဲ့ဒီသူတို့ကောက်ထားတဲ့ဘိန်ရှင်တွေကိုတော့ကျင်ပေးလိုက်တယ်ဒါပေမဲ့ဘိန်ရှင်လူပါသိ15ပါတော့မရောဘူးနော်လူပါသိ15ပါအလူပါသိ17ပါနော်ဒါမရောသေးဘူးပြီးလို့ရှိရင်လည်းပြောတော့ဒီမှာလေ အဲတရားပို့ရမှာမစိတ်နဲ့ပတ်သက်ပြီးတော့ကောက်နာမှတ်လားနော်မစိတ်လေးပါမစိတ်လေးပါနဲ့ကောက်တော့ဘာကြံလဲကိုစိတ်ကြံကိုစိတ်လေးပါကြံတယ်ဒါစိတ်တွေမှာဒီလိုတို့ပြဿနာတက်နေတယ်အကုသိုလ်စိတ်တွေအာရှိတရားစကနာပါမာကုသိုလ်ညာနာဝိပယလေးပါကြံတယ်မာဥပသေ၈ပါးကြံတယ်မာကရိယာဝိပယလေးပါကြံတယ်ရူပစိတ်၅ပါးအရူပစိတ်၁၂ပါးဖို့စိတ်၄ပါးကြံတယ်နော်အဲ့ဒါတွေက အနေတိတ်မောက်ပါလေနော်အဲ့ဒီစိတ်တည်တယ်ဆိုတော့လာကြည့်လိုက်တော့အာဟုသူနဲ့ကုသူနှစ်ခုလောက်ကြည်တာနဲ့ကိုမကောင်းတာနေကောင်းတာနေအကုန်ပေါင်းထားတဲ့ဆက်တဲ့မာဇန်နဲ့နော်အဲ့ဒီချမ်းပြီးသွားပြီနော်မင်းတို့ချင်းမတ်ကိုအာယုံမပြုခိုင်းတဲ့မတ်ကိုအာယုံမပြုခိုင်းတဲ့မမမတ်ကိုအာယုံပြုခိုင်းဆိုတာကဘယ်မှာသုံးခဲ့လဲအမတ်ကိုအာယုံမပြုခိုင်းအဲ့ဒါဒီမှာကိုအာယုံပြူတော့ဘဘညာညာဆိုပြီးတော့လေအဘောဥစ္စာအာယုံမပြူတော့အော်အာယုံမပြူခိုင်း အယုံအယုံမပြုတ်တော့အယုံမပြုတ်ခိုင်အယုံမပြုတ်ခိုင်မကုအယုံမပြုတ်ခိုင်မကုအယုံမပြုတ်တယ်မတော်တော်ဥစ္စာမကုတို့ညာတယ်မကုရညာတယ်အဘင်ငယ်တွေအဲ့ဒါပါပြောတာအဲ့ဒါပါပြောတာမကုအယုံမပြုတ်ခိုင်မကုအယုံမစိတ်လေးပါပဲရမယ်မလားအဲ့ဒါမကုအယုံမပြုတ်ခိုင်စိတ်လို့နှုတ်ရလားမသိဘူး ဒီ7ပါးကတော့အမှန်တော့မနောရောဇံကုသညာတန်လေးကရိယာညာတန်လေးအဘိညာဉ်တွေးရေမနောရောဇံပေါ့ဆရာပါမလားအဲဆရာပါတော့တို့ဟိုနေ့ဆိုရင်နိဗ္ဗာန်နေခိုင်းမလားနော်နမနိဗ္ဗာန်နေခိုင်းပဲနိဗ္ဗာန်နေခိုင်းဆရာပါတော့သိတယ်နော်အဲ့ဒီဆရာပါကဘလို့ယူလာတာလဲဆိုလို့ရှိရင်အင်းမတ်တစ်ခုဆိုတစ်ခုတည်းကိုအာရပြူတာမဟုတ်ဘူး ခြားခြားအာယုံနဲ့လည်းရောနေတာကိုပြောချင်တာလားမသိဘူးနော်အနေကအာယုံ ပြောချင်တာလားမသိဘူးနော်အဲ့လိုဆိုလို့ရှိရင်ဆရာဘာပဲဒီဆရာဘာတော့သိတယ်နော်ဆရာဘာအဲ့ရလေးတစ်ချက်နားမလည်ဖြစ်နေတော့အာယုံမပြုတ်ခိုက်စေလို့စကလုံးကောက်တာတော့ကောက်တယ်လေအပေါ်ကတည်းပေါက်ပြီးတော့ကောက်တာပေါ့နော် ောင်းပလာတော့မှလွတ်တာလေကောက်တာနော်ဘုဒ္ဓမြတ်လာဦးဇံကုသိုလ်ညာတံကရိယာညာတံအသိဉာဏ်တွင်ဘုရမဘုအာယုံမပြုတာဒီအာယုံမပြုတာဒီပထမပုံပါဟိုပုံပါလေမတ္တရမနာစိတ်ဆက်တပါနော်လက်ကရမလာတိစတဘာမအတူတည်းအဲအဲ့ဒါနဲ့ဒီတင်းမွန်းနဲ့တူးနေတယ်နော်အဲ့လေအဲ့လိုတူးနေတာကြတော့ဘယ်လိုဖြစ်လို့တူးတာလဲပေါ့ ဖြစ်တဲ့ငါပြင်းပါလေအတန်လေးထားလိုက်အောင်နော်ဒီဆက်တပါမတ်ကိုအာယုံမပြုခိုင်းရဲ့တေချာမတည်သေးဘူးပါနော်နောက်မှပြရှာပြုံးမယ်အာယုံမပြုခိုင်းဆိုလို့ရှိရင်ဒီအနေကဆက်တပါနော်အနေကဆက်တပါထဲမှာဒီလိုဆက်တဲ့အများဆုံးတက်ကြည့်လိုက်တော့ကောင်းတဲ့အတွက်38 38ပြီးလို့ရှိရင်ဘယ်ဗရာမမမကောက်ထားတယ်ယုံနိဗ္ဗာန်နော်အဲ့ဒါကတိတ်မို့ပါလေနော်အရှိပါနော်ပြပါ